တနေ့ကနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ7ရက်နေ့နဲ့14ရက်နေ့အတွင်းမှာဘဝတဆစ်ချိုးပြောင်းလဲနေရှိတယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်ငကိုစီစဉ်ထားခြင်းမရှိသောအလုပ်တွေကိုလုပ်ရနိုင်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်စိတ်တွေကိုလက်တွေ့သုံးချပြီးတော့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်နေထိုင်မှုနေရာဆက်ဆက်တဲ့ဝင်ကျင်တွေပြောင်းလဲရှိမယ် လမ်းကြောင်းသစ်နဲ့တွတ်တက်မှုတွေကိုဖန်တီးနိုင်တယ်။အခက်အခဲအလုံးကိုကျော်လွှားနိုင်တဲ့ကံခွေရည်တွေရှိတယ်။ဗီဒီမီးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။ ရှိရနေအရေးပါတဲ့ပြောင်းလဲတွေရှိမယ်ဒါပေမဲ့မတော်တဆထိခိုက်မှုအနေနဲ့ကြိုးဆက်ရမယ်ရှိရနေရင်အနေနဲ့ကြိုးဆက်ရမယ်အဲ့ဒီနေ့မှာအရှိရကိုတည်သွားစေအနေနဲ့ဖြစ်တတ်တယ်မနဲ့9နိုင်ခွဲနဲ့9နိုင်ချာသွားလာနေထိုင်ကြိုးဆက်ရမယ်ည9နိုင်ခွဲကျော်ပြီးရင်လည်းလူလေးယောက်တူခီးသွားခြင်းမပြုရအောင်ကိုရနေရတော့ထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိလာမယ်ရှင်မ်းချက်စစ်တွေအောင်မြောင် အကောင့်ထဲပေါ်နိုင်တယ်။ဆယ်ရက်နေ့ကတော့အရာရာကောင်းခြင်းအကျိုးပေးခြင်းနဲ့လိုရာပြည့်စုံခြင်းတွေကြုံမယ်။ဆယ့်တရက်နေ့မှာအလုပ်ကိစ္စတွေရှေ့တိုးလို့လို့အဆင်ပြေတယ်။ရှေ့ပြိုင်မှုအောင်မြင်မယ်။ဆယ့်နှစ်ရက်နေ့ရံများမယ်တိုက်ခတ်များမယ်။မြောက်ရက်ကိုတည်သွားစဉ်အမှုပြဿနာရံမတော်တဆနေတွေဖြစ်တတ်တယ်။မနေ့စရိုင်ခွဲနဲ့စရဏိုင်ကြသွာလာနေတဲ့သူပြုတ်ပြီးကြိုးဆက်ရပါမယ် ဆက်သောရနေ့မှာစမ်းဖွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၁၄ရက်နေ့ကတော့ဥတီချက်ပြောင်းပြီးလောက်ကန်ချင်းရဲ့ကောင်းသောကျိုးဆက်နဲ့တွေ့တဲ့မှုကိုရရှိပိုင်ဆိုင်ခွင့်ရှိပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်အဝါရောင် အပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးရောင်များဖြစ်သုံးဆွဲပါတဲ့ 6 9ကနန်းနေကြိုးပေးပါတယ်။ကောင်းချင်းကံချမများရစီရန်စပယ်ပန်းဖျားသူပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကျေးဇူးတင်ပါတယ်။